ော့မြန်မာ channel ကိုစံတဆိုင်အပြင်နာဆင်ပေးကြတဲ့ပရိသတ်များအလုံးမေမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်ရဲ့အတွက်ကျမကြီးနဲ့ပို့သူတရားဝေရကြတွေကိုမျှဝေတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များအတွက်မျှဝေပေးသွားဖို့ရည်ချေပေးထားတဲ့ကြောင်းအလေးကတော့တွေးချိုချိန်ပေးနိုင်မဲ့ခါတက်တဲ့အစားစားချို့ကြောင့်ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီကြောင်းအလေးဟာပရိသတ်ရဲ့အတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်။ကျမရဲ့ကြောင်းအလေးကိုမပြောပြခင်မှာ ကျမတို့ရဲ့ YouTube channel ကို like and subscribe နဲ့ပြီးအားပေးခဲ့ကြပါအောင်ရှင်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကြည့်တာဆိုရင်တော့ကျမရဲ့အကြောင်းအရာလေးကိုအခွင့်အစားတင်လိုက်ပါပြီ။စီးကျိုဆိုတာတက်တန်ရှင်ခြင်းနဲ့ကျမရဲ့ပြဒနာတရေဖြစ်ပြီးတခါပြက်လာပြီဆိုရင်တော့တွေ့တွင်တကြတက်ကိုစနစ်တကြထိန်ညီဖို့အရေးကြီးလာပါတယ်။လူသားရည်ရဲ့ကျမရဲ့အတွက်လူအပ်တဲ့အာရပြေဝစွာပါဝင်တဲ့အစားအစာတွေကိုသုံးစွဲဖို့မဖြစ်မနေလိုအပ်ပေမဲ့တချို့သောအစားအစာများကတော့ တွေ့တွင်ကြကြတဲ့ကိုတက်စေနိုင်တာကြောင့်စီချိုရှိသူတွေရဲ့အတွက်စနစ်ကြောင့်ရွေးချယ်အသုံးစွဲဖို့လိုလာပါတယ်။အစားအစာတချို့ကတွေ့ချိုတက်စေနိုင်တယ်လို့တခြားအချို့ကတော့တွေ့ချိုကိုထိညစ်ပေးနိုင်တဲ့ကြပါဝပါဝင်ပစ္စည်းတွေဖြစ်တတ်ပါတယ်။ဒီနေ့မှာတော့ကြပါဝအတိုင်းတွေ့ချိုထိညစ်နိုင်တဲ့ခါတက်တဲ့အစားအစာအချို့ကြောင့်ကိုနည်းနည်းတော့ညွှန်ပြပေးသွားချင်ပါတယ်။ နောက်ဆုံးလွန်ခဲ့တဲ့ဆယ်စုနှစ်အကျဉ်းမှာလူနေမှုပေါင်းအလောက်ကိုင်းပုံစံနေစဉ်အထိုင်များ၏ဘဝစတဲ့အကြောင်းရင်းကြောင့်ဆွေးချုံယောဂဖြစ်နှုန်းတပြေပြေတက်လာတာကိုတွေ့ရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့သတင်းအချက်အလက်များအရ1989ခုနှစ်မှာ အတန်းဆက်ရှင်နဲ့အတန်းလူနာများနဲ့စီချိုရှိသူတွေက၄တရမ၄ရာခိုင်နှုန်းသာဖြစ်ခဲ့ပြီး2014ခုနှစ်မှာတော့၈တရမ၅ရာခိုင်နှုန်းကြီးတက်လာခဲ့ပါတယ်။နောက်နှစ်များတွင်လည်းစီချိုဖြစ်မှုနှုန်းမြင့်တက်လာနိုင်ကြောင်းသတိပေးထားပါတယ်။ဒါမဲ့အတွေ့အကြုံကိုထင်းချုပ်ဖို့အတွက်မဖြစ်မနေ စီဝါခြင်းဓမ္မကပဲနေ့စဉ်အသုံးစင်းနေတဲ့အစားအစာတွေကိုပါမှန်ကန်စွာရွေးချယ်သုံးစွဲဖို့အရေးကြီးပါတယ်။ အာရပြေဝရအစားစားတွေကမပြတ်မနေလိုအပ်တယ်လို့တွေးတွင်တကြတဲ့ထိညစ်နိုင်ဖို့အလေးအရေးကြီးပါတယ်။တဘာဝအတိုင်းတွေးချို ထိညစ်ပေးနိုင်တဲ့အစားအစာများကိုမမှန်ကန်ကန်ရွေးချယ်စားသုံးခြင်းအပြင် စီးချိုကိုထိန်းချုပ်နိုင်မှာတမက ရှင်းနေပြီးဆိုရင်လည်းထိန်းသိမ်းနိုင်ပါသေးတယ်။ဒီတော့တွေးချိုထိန်းနိုင်တဲ့တဘာဝအစားအစာတွေဘယ်လိုရှိလဲဆိုတာကိုဆက်လက်လေ့လာကြရအောင်နော်။တဘာဝအတိုင်းတွေးချိုထိန်းပေးနိုင်မဲ့ခတ်တဲ့အစားအစာချို့ရောနံပါတ်၁ကြိမ်ကားသည် ကျင်ကားဒီကခါရရတာရှိပါတယ်။ဒါကြောင့်လူကြိုက်နေပါတယ်။ကျင်ကားဒီကခါရဆုပမဲ့တွေ့တွင်တကြားတဲ့ကိုထိညိပေးနိုင်ပါတယ်။တွေ့တွင်အစီလေးကြစီနိုင်ပါတယ်။တွေ့တွင်တကြားတဲ့ကိုထိညိပေးစေနိုင်ဖို့အတွက်ကျင်ကားဒီကိုစေပြေဝါဖြင်းနေတဲ့လောက်စားပေးလို့ရပါတယ်။အင်ဆူလင်ထွက်ရှိမှုကောင်းစေဖို့ကျင်ကားဒီကိုစားပေးလို့ရပါတယ်။နမနစ်ကိုင်လန်အစိမ်းရဟင်တင်းရွေးတမျိုးဖြစ်တဲ့ကိုင်လင်ကလည်းတွေ့တွင်တကြားတဲ့ကိုထိညိပေးနိုင်ပါတယ်။ ကလန်ရွက်ကျော်ကိုစားပီးရာလေတွေ့တွင်တကြားတဲ့ကိုထိညင်ပြနိုင်မယ်နိလန်တရားပါနောက်တစ်ချက်ကလန်မှာအမြင့်တဲ့ကျွဲဝစွာပါဝင်နေရကလေအစာခဏနိုင်စီပြီးခဏခဏမစားမီအောင်ကုညီပေးသလိုအမြင့်တဲ့အပါဝင်နေရကြောင့်လေအစာစားပြီးချိန်မှာရောတရတွေ့တွင်တကြားတဲ့မြင့်တဲ့တာမျိုးမဖြစ်အောင်ကုညီပေးနိုင်ပါတယ်တကြောင်တွေ့တွင်တကြားတဲ့ကိုထိညင်ပေးဖို့ဆိုရင်ကလန်ရွက်စားပီးလို့ရပါတယ်နံပါတ်3ဟင်နွန်းွင့် ဝိကြစီပေါ်အများဆုံးစားကြတဲ့ဟင်းနုံတွေကတန်တက်ကိုဖြည့်ပေးနိုင်တယ်လို့အမြတ်တက်ကိုလည်းဖြည့်ပေးနိုင်ပါတယ်အမြတ်တက်ကအပေါ်မှာပြောခဲ့သလိုတွေးတွင်းတကြတဲ့ရိုတရံမြတ်တတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်သလိုဗီတာမင် A, ဗီတာမင် C, ဗီတာမင် E, ဗီတာမင် K နဲ့ဖိုလိတ်၊တန်တက်၊ကော့ပါ၊မက်ဂနီစ်၊မက်ဂနီစီယမ်ကျိုးပါဝင်နေရကြောင်းကျန်းမာရေးဖို့ချက်ကူပေးနိုင်ပါတယ်။နံပါတ်၄နှံစိ နန်းစင်ရခတ်တဲ့အရာသားရှိရာကြောင့်တွေ့တွင်တကြားတက်ကိုထိညိပေးနိုင်ပါ रे တွေ့တွင်တကြားတက်ကိုထိညိပေးရာကြောင့်နန်းကို စားသုံးပြီးတော့ကလည်းတွေးချို့ကိုထိညိပေးနိုင်တဲ့အစားစားတစ်မျိုးပါနန်းစင်မစားချင်ဘူးဆိုရင်လည်းနန်းစင်ကိုစားပေးလို့ရပါ रे ကဲတွေ့တွင်တကြားတက်ကိုထိညိပေးဖို့ဆိုရင်အခုပြောခဲ့တာလေးတွေကစိတ်ကြဖြစ်တဲ့အစားစားလေးတွေကိုနေ့စဉ်စားသုံးမှုလေးတွေမှာထည့်စားသုံးပေးပါဟုတ်ကဲ့ပါရှင်ဒီနေ့မြောက်ဝေတင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ ။တွေးချိုချိန်ပေးနိုင်မဲ့ခါတက်တဲ့အစားအစာချို့ချောင်းကိုမျှဝေတင်ဆက်ပေးသွားကြရပဲဖြစ်ပါတယ်ရှင်။ဒီစားစာတွေကတော့တွေးချူကိုထိညစ်ပေးဝန်တမကပဲ။ကျမရဲ့အတွက်အချောက်ကိုပြူတော့မို့ဒီစားစာလေးမျိုးကိုစားခြင်းအဖြစ်တင်ခံစားနေရတဲ့ဝေဒနာတွေကိုပျောက်ကင်းစေမှာပါ။ဒါကြောင့်ဒီစားစာလေးမျိုးကိုတင်ကြိုက်တဲ့စားစာလေးတွေနဲ့အတူနေ့စဉ်စားသုံးမှုလေးတွေမှာထည့်စားသုံးပေးပါလို့အကြံပြုနေ။ဒီကနေ့ကျမရဲ့မျှဝေတင်ဆက်မှုကိုဒီမှာပဲရနောက်ခင်ပြပါရှင်။ ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင်တော့ like and subscribe နဲ့ပြီးအားပေးကြပါအောင်ရှင်။အဆုံးတရားပေးကြည့်ရှုမှုတော်လည်းကျေးဇူးအများကြီးတင်ပါတယ်။ကျမပြောရှင်တဲ့နေ့ရက်တိုင်းကို ရရှိပြီးဆိုင်ပြီးတော့ယောဂအပေါင်းမလေးကင်ဝင်နိုင်ကြပါစေလို့ဆန္ဒပြုနေ။ဒီကနေ့ကကျမရဲ့မျှဝေတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်ရောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။